ားသမီးတွေအတွက်အသက်ပေးပြီးကာကွယ်ခဲ့ကြတဲ့တိကလက်အုံမိခင်များရဲ့မှတ်တမ်းများဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင်မိခင်တွေရဲ့မြေတားကိုအထင်သားမြင်ရသလိုသားသမီးအတွက်ဆိုရင်အသက်ကိုယ်တော်မှပေးဆက်ကြတဲ့တဘာဝတော်ရိုင်းလောကမှာရှိတဲ့မိခင်မြေတားရဲ့ပြင်းပြမှုကိုထင်ရှားစွာနဲ့ပြသနေပါတယ်ဗီဒီယိုအစမှာတော့တားငယ်လေးကိုမွေးရင်းနဲ့ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့တက္ကလန်အုံမီခင်ရဲ့ဝမ်းနေပွေရမှတ်တမ်းကိုမြင်တွေ့ရမှာပါ ီမတန်းဗီဒီယိုကိုတော့အာဖရိကဆာဗာနာကမြက်ခင်းပြင်ပေါ်မှာမြင်တွေ့ရတာဖြစ်ပြီးတော်ရိုင်းလောကမှာရှိတဲ့တိရစ္ဆာန်လေးတွေဟာသူတို့ရဲ့သားသမီးတွေကိုမွေးဖွားတဲ့အချိန်မှာကံမကောင်းမှုနဲ့ကြုံခဲ့ရင်အခုလိုမျိုးကလေးရဲ့အသက်ကိုသာမကသူတို့ရဲ့အသက်ကိုပါပေးဆက်ကြရပါတယ်တကယ်လည်းအုတ်တွေဟာကဘာပေါ်မှာကိုဝင်ဆောင်ကာလအရှိကြဆုံးနှူးထိုက်တတ္တဝါတွေတွေကတမျိုးအပါဝင်ဖြစ်ပါတယ် တက်ကလအုပ်အမတွေဟာကလေးမွေးဖွားတဲ့အချိန်မှာမတ်တက်ရက်လျက်မွေးဖွားလေးရှိပြီးမွေးဖွားပြီးနိုင်ပိုင်းအတွင်းမတ်တက်ရက်နိုင်တဲ့သားငယ်လေးတွေကိုအသက်နဲ့ရင်ပြီးကာကွယ်စောင့်ရှောက်နိုင်သူတွေဖြစ်ကြပါတယ်။တက်ကလအုပ်သားငယ်တွေဟာမွေးဖွားပြီးမိနစ်ပိုင်းအတွင်းမတ်တက်ရက်နိုင်မှသာသားရဲတိရစ္ဆာန်တွေရဲ့အရံကနေလွတ်မြောက်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့အားနည်းဆုံးအချိန်နဲ့အန္တရာယ်ရှိဆုံးအချိန်ဖြစ်သွားခဲ့ပြီးတာယတရိတ်ဆန်တွေရဲ့အစာလည်းချက်ချင်းဆိုသလိုဖြစ်သွားနိုင်ပါတယ်။တကလအုံမိခင်တွေဟာသူတို့ရဲ့သားငယ်တွေကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီးဆိုရင်လေတာယတရိတ်ဆန်တွေရဲ့ဘေးကနေလွတ်မြောက်ဖို့အတွက်အသက်နဲ့ရှင်ပြီးအစွမ်းကုန်ကာကွယ်စောင့်ရှောက်ရတာပဲဖြစ်ပါတယ်။မွေးဖွားပြီးကစားအချိန်တာရဲတရိတ်ဆန်နဲ့တွေ့ရင်လည်းရင်ဆိုင်ရသလိုမွေးဖွားရမှာအခက်ခဲဖြစ်ပြီးကလေးမမွေးနိုင်ရင်လည်းနေရာမှာတွင်ပွဲချင်းပြီးတည်ဆုံရတဲ့အနေအထားမျိုးတွေနဲ့လည်းရင်ဆိုင် ရတာပဲဖြစ်ပါတယ်